ဲအားလုံးမိတ်မင်္ဂလာပါဗျကျွန်တော်တို့ဒီမြန်မာပြည်ရဲ့ကုန်တင်ကားလောကမှာဗျခမလူရန်ဒီ 4D 33တို့ 4D 35တို့ပဲပို့ပြီးတော့မြင်အောင်လာကြရဗျမျက်လုံးထဲမှာဒီခေါင်းကျဲတို့ပန့်ထောင်တို့ဒါတွေကကျွန်တော်တို့ရဲ့အသေးဆွဲတွေပေါ့ဗျာ ဒါပေမဲ့ခမားတို့တခုတိလာဗျကဘာကြီးကပြောင်းလဲနေပြီဗျဒီတော့ဂျပန်မှာအခုထွက်နေတဲ့နောက်ဆုံး latest model ဆိုကန်တာတွေကဗျခမားတို့ကျွန်တော်တို့တိထားတဲ့ကန်တာတွေနဲ့လုံးလုံးကိုမတူတော့ဘူးဗျဒီကောင်တွေကဒီရိုးရိုးချေးအောင်ပစ္စည်းတွေမဟုတ်တော့ဘူးဗျဘိန်းတက်ထားတဲ့ဒီကွန်ပျူတာတွေလိုကိုဖြစ်နေဗျဒီအရံလည်းမပါတော့ဘူးဗျာကလပ်တွေလည်းမပါတော့ဘူးအင်ဂျင်က 3000cc ပဲရှိတော့ရယ်ဗျာဟာဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ယုံနိုင်တော့မှာလဲခမားတို့မေးเสียရရှိရယ်ဗျာဒီမေးခွန်းရဲ့အဖြေကတော့ဗျာရှင်းနေဗျာ နီးပညာပဲဗျာဒီ technology ဒီနေ့ဗီဒီယိုမှာတော့ဗျာဒီ car အဟောင်း review တွေကိုကျွန်တော်ခဏနားပြီးတော့ကဘာအဆင့်အမီဗျာဒီ2024ထွက်ဖူဆိုကန်နာမှာဗျာဘာပညာတွေပါလာလဲမြန်မာပြည်ရဲ့လမ်းတွေစီတွေနဲ့ရောကိုက်ညီမှုရှိရလားဆိုတော့ကျွန်တော်အသေးစိတ်ပြောပြပေးပါမယ်ဗျာပထမအောင်ဆုံးကားတစ်စီးရဲ့ဒီနှလုံးလို့ပြောလို့ရတယ်အသက်သွေးကြောဗျာဒီ engine ကနေကျွန်တော်စကြမယ် ဟိုးအရင်ခေတ်ကဗျာဒီဆရာကြီးဖိုးဒီတာဒီသူအဲ့ဒီကောင်ကြီးကအကောင်ကြီးရယ်ဗျာဒါပေမဲ့အခုခေတ်ဖူဆိုကန်တာတွေအစ်စ်တွေမှာတုံးထားတော့ဒီဖိုးဘီတန်ဆိုတဲ့အင်ဂျင်ဗျာဒီကောင်ရဲ့ပမာဏ3.0ပဲရှိတော့တယ်အဲအသေးစိတ်ပြောရင် 3000cc ပေါ့ဗျာဟင်း cc တွေရော့ရသွားပါဝါမကျသွားဘူးလားမကျပါဘူးဗျာဒီဖိုးဘီတန်အင်ဂျင်တေးသေးလေးကထုတ်ပေးတဲ့စွမ်းအင်ရခမရမြင်းကောင်ကြီး185 horse power အထိထွက်တယ်ဗျာ ဒီ4ဒီတာဒီ3ဆိုလို့ရှင်ဒီကောင်က120လောက်ပဲထွက်တယ်ဗျဒါဆိုဒီ engine တစ်သေးလေးကဘလို့အလုတ်လုတ်တာလဲဟုတ်ကဲ့ဒီ common range စနစ်ဗျဒီ COPR အမြင့်ဆုံးနဲ့မှုတ်သွင်းတယ်ဗျဒီ VGD turbo delete တရားလဲဗျအလိုလျောက်ချိန်ညှိပေးတဲ့ turbo အမျိုးအစားတွေကိုတုံးထားရဗျဒီ DOHC camshaft နှစ်ချောင်းနဲ့အလုတ်လုတ်တာဗျဒါကြောင့်ဒီကောင်ရဲ့ engine ကသေးပေမဲ့ power တော့ဆင်တကောင်လုံးဖြစ်နေရပါဗျစီစားနှောင်းကလည်းဒီ4ဒီတာဒီ3ထက်အများကြီးတက်တာသွားတယ်ဗျ နောက်ထပ်အကြီးမားဆုံးပြောင်းလဲမှုကဂီယာဗျကားအကြီးမောင်းလို့ရှင်ကလပ်နင်းရနာညောင်းနေဆိုတဲ့ခေကုံသွားပြီဗျာဒီ latest model ကန်တာတွေမှာဗျာဒူရိုနစ်လို့ခေါ်တဲ့ဒီဟာစနစ်တွေပါလာပြီဗျာအဲ့ဒါဘာလဲဆိုလို့ရှင်ဗျာဒီ dual clutch transmission ချင်းချင်းပြောရရင်ဗျာဒီကောင် auto gear လို့ပဲဗျာဒါပေမဲ့ clutch ရှင်နေတဲ့တော့မပါတော့ဘူးဗျာဒီမှာထိုးပြီးမောင်းရုံပဲဗျာဒါပေမဲ့ auto ဆိုလို့ဗျာခမရိုးရိုး auto တော့မဟုတ်ဘူးဗျာဒီသူ့ထဲမှာကလပ်ပြားနှစ်ချက်ပါတယ်ဗျာ gear ပြောင်းတာအယမ်းမြန်နေဗျာ အတန်လဲလုံးဝမကြောက်ပါဝါလဲလုံးဝမကြောက်ဘူးဗျာကားဆရာတွေအတွက်ကတော့ဗျာခမရတဲ့ဒီမာဇီရီတို့ဒီဆလွန်တို့အဲ့ဒါတွေမောင်းနေရတယ်လို့ကိုတက်တာသွားတဲ့ဤပညာလေးဗျာဤပညာတွေကတော့ဟုတ်ပါပြီဗျာဒါမဲ့ငါတို့မြန်မာပြည်လိုဝန်ပိုတင်တဲ့နေရာတွေမှာခဏရင်ရှိပါမလားဆိုတော့မေးခွန်းမေးလာရင်တော့ ဒီနေရာမှာဖူဆိုကလုံးဝကိုရှော့ပေးမှာမဟုတ်ဗျသူ့ရဲ့ချက်စီရဗျာဖရိန်เนี่ยအရင်မော်ဒယ်တွေထက်ဗျာပို့ပြီးတော့ပါတယ်ဆိုမဲ့ပို့မာတဲ့စတီးတွေကိုတုံးထားတာဗျာဒီအပေါက်တွေကိုလိုအပ်တဲ့နားမှာပဲဖောက်တယ်ဗျာအဲချက်စီအပ်တာတော့ကျိုးတာတော့လုံးဝကိုမရှိတော့ဘူးဗျာ နောက်တစ်ခုကဒီစိုင်ထိန်စနစ်အရင်လိုလေးတွေပါသေးပေမဲ့ဗျာကားငြိမ်းနေရပဲဗျာကားထဲဝင်ကြည့်လိုက်ခင်ဗျာကုန်တင်ကားနဲ့တောင်လုံးလုံးကိုမတူတော့ဗျာနောက်တစ်ခုကဒီ digital meter တွေဗျာ digital ဒိုင်ကွက်တွေအကုန်လုံးကဖန်သားပြနေဖြစ်ကုန်ပြီဗျာ AVS နဲ့ရှေ့ကားကိုဝင်တိုက်လို့ရှင်အလိုလျောက် brake off ပေးတဲ့စနစ်ပါပါရယ်ဗျာနောက်တစ်ခုကလမ်းကြောင်းကြော်မောင်းလို့ရှင်အသံမြည်တဲ့သတိပေးစနစ်နောက်တစ်ခုကဗျာတော့လှဲ့စရာမလိုတော့ဘူးဗျာခင်ဗျာခလုတ်လေးတစ်နှိပ်လိုက်တာနဲ့ဆက်က no ပြီဗျာ ဒါတွေကဒီ 4D တာဒီ 3D ခစ်တော့တော့အိမ်မက်ထောင်မမက်ဖူးတဲ့နီးပညာလေးပေါ့ဗျာဒီကောင်းအောင်အားမနာတဲ့ကျွန်တော်သုံးသပ်ရမယ်ဆိုလို့ရှင်ဗျာကားဒီလောက်တောင်ကောင်းနေဗျာဘာလို့မြန်မာပြည်မှာလူတိုင်းအောင်မစည်းနိုင်တာလဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျာသူ့မှာကျွန်တော်တို့နိုင်ငံနဲ့မကိုက်ညီတဲ့အချက်နှစ်ချက်ရှိပထမတစ်ချက်ကတော့ဗျာ App Blue ပြဿနာဒီကားတွေကဗျာ Euro 6ဆိုတဲ့စံချိန်မှီအောင်ထုတ်ထားတာဗျာမိခိုးလုံးဝမထွက်ရဘူးဗျာထွက်လို့လည်းမရဘူးဗျာ ဒါကြောင့်ဒီအိတ်ဇောမှာဗျာဒီယူရီးယားအရည်ကိုထည့်ပေးရရဲ့ဗျာမြမပြီမားဗျာဒီအဒီဘလူးစစ်ကိုဝယ်ဖို့ကတော်တော်ကိုခက်တယ်ဗျာပြီးတော့စီမတန့်လို့ရှင်ဒီအဒီဘလူးမရှိလို့ရှင်လေကွန်ပျူတာဗျာအင်ဂျင်ပါဝါကိုရှာပလိုက်တာဗျာကားတော့မောင်းမရတော့ဗျာနှိုးလို့တော့ရမှာမဟုတ်ခင်ဗျာ နောက်တစ်ခုကဒီအိတ်ဇောအုံနေဗျအိတ်ဇောအုံနေပိတ်ရင်လည်းရှင်းရတာခမရသိမ့်ချီကုန်နေဗျအဲ့ကောင်ကလည်းထိုးဒီတာဒီသူဒီဆိုလို့ရှင်ပြက်လို့ရှင်ဗျလမ်းဘေးမှာပြင်လို့ရရဗျဒီ2024ကန်တာပြက်လို့ရှင်ခမရလက်တော်နဲ့စစ်မှရမယ်ကွန်ပျူတာနဲ့စစ်မှရမယ်ဂီယာပြက်သွားပြီဆိုလို့ရှင်လည်းမြန်မာပြည်မှာပြင်ထက်တဲ့ဆရာလက်ချိုးရေလို့ရရဗျ ပစ္စည်းဘဝလည်းကားတစ်စီးစာလောက်ရှိရဗျာညီကောင်းချော့ပြောရလို့ရှင်ဒီ2024ဖူဆိုကန်နာဗျာဗျာဤပညာရဲ့အထုတ်ထိပ်ပဲဗျာမောင်းရတာကောင်းမယ်စီစားတတ်တာမယ်လုံခြုံမယ်ဒါမဲ့ကျွန်တော်တို့စီအောင်အိုဘာသမားတွေလက်ကျန်းသမားတွေပီပါစီထည့်ရတဲ့သူတွေအတွက်ကတော့ဗျာခမားဒီကွန်ပျူတာကြီးကသုံးစားမရဘူးဖြစ်နေအောင်ပါပဲဗျာဒါကြောင့်မို့ဒီ1990ခုနှစ်တည်းကထုတ်ခဲ့တဲ့ဒီ 4D 33ရာဒီနေ့ထိဈေးမကျပဲ အဲဘယင်တဆူလို့ဖြစ်နေရပေါ့ဗျာဒါကတော့မဆမ်းပါဘူးခမရတို့ရောဒီနီးပညာမြင့်တဲ့ကားအစ်စ်ကိုကြရလားဒါမှမဟုတ်ရိုးချင်းတဲ့ကားအဟောင်းကိုပဲဆက်ချစ်နေမလားဆိုတော့ကျွန်တော်ကကိုမတ်မှာအာမနာတန်ဝင်ရောက်ဆွေးနွေးပေးခဲ့ကြအောင်ဗျာ